လာအိုနိုင်ငံ VNG မြို့စေတတခရိုင်နာနိုဗီလီမှာ ရှိတဲ့ TN Thai ဆောင်တဲ့အထင်ကျုပ်စေယုံမှာစေယုံဘက်ကမတရားလုပ်ရက်တွေကြောင့်အခွင့်အရေးတွေကြီးမားစွာချိုးဖောက်ခံနေရတယ်လို့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကမြန်မာ Lever News ကိုပြောပါတယ်စေယုံမှာမြန်မာအလုပ်သမားတရားဝင်းကျင်ကဆောင်တဲ့အထင်ကျုပ်လုပ်ငန်းတွေမှာ မြမအေဂျင်စီအားထံကုမ္ပဏီကတဆင့်လုတ်ကင်နေတာလို့အလုပ်သမားတွေကပြောပါတယ်။ဒါအပြင်လစာအပြည့်အစုံမရတာစေကူတာစီကိုရင်ကုန်ကြရတာနဲ့မသက်ဆိုင်တဲ့အလုပ်တွေကိုပါ ခိုင်းစေနေတယ်လို့သိရပါတယ်။အလုပ်သမားတွေရဲ့ passport စာအုပ်တွေအားလုံးကိုစက်ယုံကတင်ဆက်ထားပြီးပြန်လည်ထုတ်မပေးတာကနိုင်ငံတကာအလုပ်သမားဥပဒေတွေကိုချိုးဖောက်တာဖြစ်တယ်လို့မြမအလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။ TN တိုင်းစက်ယုံက passport ပြန်လည်ပေးအပ်ဖို့တောင်းခံနေတဲ့ရော်ဂျင်းငွေတွေကိုဥပဒေအတိုင်းဆောင်ရွက်ပေးဖို့အတင်းအကျပ်ပြောင်းရွှေ့ခိုင်းမှုတွေမလုပ်ဖို့နဲ့တားမြစ်ကူညီပေးဖို့မြန်မာအလို့သမားတွေကနိုင်ငံတကာအလို့သမားရေးရာအဖွဲ့အစည်းတွေကိုမြစ်တာရက်ခံတောင်းဆိုထားပါတယ်။ဒီမှာကတော့စိန်ပါ